တော့အကောင်လေးကတော့ဒါကျွန်တော်တို့24ချိန်မှာဒါ6ဘိတ်9နဲ့6လိုင်းလေးပေါ့ဗျာ24ချိန်မှာ6နောက်ဘိတ်9နဲ့6လိုင်းလေးပေါ့နော်ဒီမှာ6နောက်ဘိတ်ပိတ်တော့အဲ့ဒါနေဆိုကျွန်တော်တို့က YouTube ဆိုတော့အချိန် group တင်ရတဲ့အတွက်ကျွန်တော်တို့အဲဖိုင်ကိုအတက်နိုင်ဆုံးချုပ်တင်မယ်ပေါ့နော်အတက်နိုင်ဆုံးချုပ်တင်မယ်ဆိုတော့ဒီကောင်လေးကလည်းဒီနှစ်နှစ်ချိန်မှာပေါ့နော်နှစ်ချိန်မှာကျွန်တော်တို့6ပရိ7ပရိလို့ရိုက်တယ်နှစ်ချိန်မှာ6ပရိ7ပရိပေါ့နော်နှစ်ဦးမှာခါတူခါကိုခါဒီကိုခါပေါ့ ဲ့လိုရိုက်ပြီးသားနဲ့ဒီ၃ချိန်က၄ပိတ်ကတစ်နှစ်ကျော်က၄ထိပ်ကို၄ပိတ်ပို့တယ်။အဲ့လိုပို့ပြီးတော့ဒီ၅ချိန်ကတိတ်စီးနဲ့၆ချိန်ကနောက်ပိတ်နဲ့နှလုံးပေါင်း၉လို့ရိုက်တယ်။အဲ့လို၉လို့ရိုက်ပြီးသားနဲ့သူကနေပြီးတော့ကျွန်တော်တို့အောက်ဆောင်ဆင်းလိုက်မယ်ပေါ့ဗျာ။ဒီနှစ်ဒီနှစ်၃၄၄ချိန်ရအောင်မတိခါလို့ရိုက်တယ်ပေါ့နော်။တိခါလို့ရိုက်တယ်။တိခါလို့ရိုက်ပြီးအဲ့ဒီထဲမှာ940မွေးသီးထွက်တယ်ပေါ့ဗျာ။ဘာလေးတွေမွေးသီးလို့ထွက်တယ်နော်ထွက်ပြီးတော့လည်းသူကနေပြီးဘာလေးလောက်လောက်လဲဆိုတော့တဲ့သူကနေပြီးတော့ကျွန်တော်တို့ တစ်နှစ်ကျော်လိုက်ပေါ့နော်ဒီ940တစ်နှစ်ကျော်လာကျွန်တော်တို့တစ်နှစ်ကျော်လာရင်လေသူကကျွန်တော်တို့20ကျိ23ကျိ24ကျိဇောင်းကျစ်လို့ဖြစ်တယ်ဒိတ်စီဇောင်းပေါ့နော်ဒိတ်စီခါနောက်ပိတ်ဒိတ်စီခါလေတိုင်းနောက်ပိတ်ဇောင်းကျစ်လို့ဖြစ်တယ်အဲ့လိုကျစ်လို့ဖြစ်လို့သူရဲ့နောက်တစ်နှစ်မှာပြန်ချတဲ့ပတ်သက်လို့တကွာပဲထွက်တယ်ဒီ line မှာကျွန်တော်ပြခဲ့ဘူးလေနော်ဒီ390ဒီနှစ်ကျိန်က390ပေါ့နော်လိုရင်းပေါ့ဗျ390ပြန်ချပေါ့နော် ဲ့လိုကြောက်ဖို့လဲသူ့ဆောင်မှာတစ်ပလိထောင်းမယ်၄ထိတ်ခွန်ထိတ်လေးထိတ်စီးခွန်ထိတ်စီးသူ့ဘေးမှာတစ်ပလိထောင်းမှာဒီ390ပြန်ကြကြရတယ်เนาะအဲ့တော့ကျွန်တော်တို့ကအဲ့နေ့ထဲမှာသူကအဲ့နေ့ထဲမှာလိုင်းရတစ်ဖက်ကိုလည်းကြည်ရင်းနဲ့ပြနေတာအဲ့ကြဟိုမှာဝိုင်းလေနေခဏစောင့်ရတယ်เนาะအဲ့တော့ဒီမှာကျွန်တော်တို့လေးထိတ်ခွန်ထိတ်တစ်ပလိရဲ့ဆောင်မှာပြန်ကြတစ်ချိန်ပဲကြတယ်အဲ့နေ့ထဲမှာသူက6ခါ3ချိန်ကစားတယ်ပေါ့เนาะဒီမှာ6ခါအဲကျွန်တော်တို့ဖြည်းဖြည်းချင်းသွားနေတယ်เนาะ6ခါတစ်ချိန်နှစ်ချိန်ကြတယ်3ချိန်တော့ကျွန်တော်တို့6ခါကြာတော့မယ်ဆိုရင် သုံးချိန်မြောက်ဒီမှာ6ခါကြာတယ်ပေါ့နော်သုံးချိန်မြောက်6ခါကြာတော့မယ်ဆိုရင်သူ့ရဲ့မြင်းကုံမှာ9ထိပ်စီခံပါလေတော့နော်9ထိပ်စီခံတယ်ဒီ6ခါကြောင်သူနောက်ပိန်နှလုံးနဲ့8ခါနဲ့ကို6လို့ထည့်တယ်အဲ့လိုထည့်ပြီးတော့နေသူဇောင်းကို9ထိပ်စီမလို့ဇောင်း9လို့ရိုက်တယ်8 9နှစ်ပေါ့နော်ဇောင်း9လို့ရိုက်တယ်9ထိပ်စီရလည်းဖြစ်ရမယ်3 5 9 8နဲ့9နှစ်နဲ့လည်းခါ3လုံးကျွန်တော်တို့အဲဇောင်းပေါ့နော်8ထိပ်စီ9ခါတိုင်းနဲ့နောက်ပိန်3လုံးပေါင်းရင်းကကျွန်တော်တို့9ဖြစ်တယ်ဖြစ်ရဖြစ်တာနေပြီ1နှစ်သုံးချိန်မြောက်ရအောင်မှာ6ခါ3ချိန်မြောက်ပြည့်ရပေါ့နော်6ခါ3ချိန်မြောက်ပြည့်ပြီးရင်သူ့အမှာ6ခါအဲ့ဒီထဲမှာလုံးဝ တတ်မရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒုတိယကပ်ပြန်သွားမယ်ပေါ့နော်ဒုတိယကပ်တခါလေးရှင်းရတာ YouTube ဆိုတော့ကျွန်တော်တို့ like ကဖုံးရွှေလိုက်ရင်လည်းဝါးဝါးသွားတယ်ထင်လို့ပေါ့နော်ဒီမှာလည်းကျွန်တော်2ချိန်မှ6 break 2ချိန်မှ2 break မှ8 break ပေါ့နော်နေဦးမှာတခါတီတခါရိုက်ရဲ3ချိန်မှ4အပိတ်တနည်းကျော်က4ချိန်က4ထိပ်ဒီ4အပိတ်ပို့တယ်ကျွန်တော်တို့4ချိန်က sorry ငါးချိန်ကထိပ်စီးနဲ့6ချိန်ကအပိတ်နဲ့နှလုံးပေါင်း9ဖြစ်တယ်ပေါ့နော်အဲ့လိုဖြစ်ပြီးသူကနေပြီးတော့1 2 3 4 ၄ချိန်ရအောင်၉ချိန်မှာတစ်ခါလို့ရိုက်တယ်။အဲ့လိုတစ်ခါလို့ရိုက်တဲ့နေ့ထဲမှာတဲ့သူက၅၄၃ရမွေးကလန်းပတ်လည်ထွက်တယ်နော်။အဲ့လိုထွက်ပြီးသူရဲ့တစ်နှစ်ကျော်ကျွန်တော်တို့20နှစ်၅နောက်ပဲ23 6ခါတိုင်း24ချိန်၃ရထိပ်စီနဲ့ဇောင်းပြည့်လို့ဖြစ်တယ်ဗျ။အဲ့လိုဇောင်းပြည့်လို့ဖြစ်ပြီးတာနဲ့သူရဲ့နောက်တစ်နှစ်မှာကျွန်တော်တို့ပြန်ကြတဲ့ပတ်သက်လို့တစ်ချိန်ပဲထွက်တယ်ဗျ။ဒီ၉၃နှစ်ဆိုတဲ့ခဏကကျွန်တော်တို့၉၂၀ဆိုပြီးပြန်ရထွက်တယ်။အဲ့လိုထွက်ဖို့လဲသူ့ဆောင်မှာတစ်ပိတ်ခံတယ် ူရဲ့ဘေးမှာလေးထိတ်ခွန်ထိတ်ပေါ့နော်လေးထိတ်ခွန်ထိတ်တစ်ပရိရဲ့ဇောင်းမှာပြန်ကြတစ်ချိန်ပဲကြတယ်အဲ့လိုကြာပြီးတော့တစ်တင်နဲ့ပတ်သက်လို့ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်6ခါနဲ့ပတ်သက်လို့လည်း3လုံးတိတိကစားသွားတယ်ပေါ့နော်ဒီမှာ6ခါတစ်ချိန်6ခါနှစ်ချိန်ပေါ့နော်အဲ့တော့6ခါ3ချိန်ပြည့်မယ်ဆိုရင်တဲ့သူ့ရဲ့အပေါ်နေပေါ့နော်ဒီနှစ်3ချိန်မှာ9ထိပ်ဒီပိုင်းဒီခံထားတယ်ဗျ9ထိပ်ဒီပိုင်းဒီခံထားတယ်3ညဘိတ်9ဘိတ်9ခါနဲ့3လုံးပေါင်းရင်6ဖြစ်တယ်ပေါ့နော်လည်းဟိုဘက်ကလည်းကြည့်ရတယ်ကျွန်တော်တို့ လိုက်ရမကောင်းလို့ပါနော်ဟိုညာကျွန်တော်လည်းစိတ်ကမြန်လို့လောလောသွားလို့ကြည့်တဲ့သူ53ယောက်မင်္ဂလာပါနော်လမ်းမလေးတွေသေးလေးတွေတယောက်တစ်ချက်စီတော့စခိုင်ပါမလို့ရတဲ့ညီကောင်မတော်များပါရယ်စခိုင်ပါတယောက်တစ်ချက်လောက်ပါနော်ကျွန်တော်တို့ဒီကိုထိတ်ကြောင့်၅ထိတ်ခွန်ခါခွန်ပိတ်နဲ့၃လုံးပေါင်းရင်းကို၃ညခွန်၆၃လုံးပေါင်းရင်း၆ပေါ့နော်ဒီ၆ခါကြောင့်၆လို့ဖြစ်ပြီးတော့သူရင်း၃ချိန်ရအောင်မှ၆ခါရိုက်တယ်ပေါ့နော်အဲ့လိုရပြအနေနဲ့ထဲမှာနောက်ထပ်၆ခါတော့သူအဲ၃ချိန်ပဲကျန်တော့တယ်ပေါ့နော် ဲ့တော့ကျွန်တော်လည်း audio ဒီဘက်ခေါင်းနဲ့ထုတ်ထားလို့ပေါ့နော်ကျွန်တော်လည်းတဘုံလောက်ထိုးထားတယ်တကွက်ထဲကပါပါပေါ့ဗျဒီမှာဆိုလည်းကျွန်တော်တို့တတိယကပ်ပေါ့နော်နှစ်ကြိမ်ပါပဲကျွန်တော်တို့6ပလိတ်7ပလိတ်တည်တယ်6ပလိတ်7ပလိတ်ပေါ့နော်6ပလိတ်7ပလိတ်အဲ့လိုတည်ပြီးတော့သူ့ပေါ်မှာခွန်ခါတီခွန်ခါပေါ့နော်ဒီ၃ကြိမ်က၄နောက်ပိတ်ဒီတစ်နှစ်ကျော်က၄ကြိမ်က၄ထိပ်စီဒီ၄နောက်ပိတ်ပို့ပေါ့နော်အဲ့လိုပို့ပြီးတော့ကျွန်တော်တို့၅ကြိမ်က6ထိပ်စီနဲ့6ကြိမ်က၃အပိတ်နဲ့နှလုံးပေါင်း900ရပြီပို့အဲ့လို900ပြီးသူ့ဆောင်ကို1 2 3 4 လေးချိန်သွားလိုက်ပေါ့နော်သူရအောင်၉ချိန်မှာတစ်ခါရိုက်တယ်အဲ့နှစ်ထဲမှာသူက၄35ပက်လက်ထွက်တယ်ပေါ့နော်၄35ပက်လက်ထွက်ပြီးတော့သူရတနှစ်ကျော်ကျွန်တော်တို့တနှစ်ကျော်လိုက်ပေါ့နော်ကျွန်တော်တို့20 20ချိန်မှာ3ဘိတ်ပေါ့နော်20နဲ့3ချိန်မှာ6ခါ24ချိန်မှာ2ထိတ်နဲ့ဇောင်းပစ်ဖြစ်တယ်ပေါ့နော်အဲ့လိုဇောင်းပစ်လို့ဖြစ်လိုက်တာနဲ့သူရနောက်တနှစ်မှာကျွန်တော်တို့က တစ်ပရိတ်ပေါ့နော်တစ်ပရိတ်ရဲ့ဇောင်းမှာပြန်ချဆိုပြီးကျွန်တော်တို့ရေရဖမ်းပြီးတော့ကစားခဲ့တဲ့ line ပါနော်အဲ့မှာလေသူ့ဇောင်းမှာတစ်ပရိတ်ဒီမှာ၄ထိပ်စီ၇ထိပ်စီဒီတကူပဲဖြစ်တဲ့အဲ့အတွက်သူ့ရဲ့ဘေးမှာတစ်ပရိတ်ထောက်တယ်တစ်ပရိတ်ရဲ့ဇောင်းမှာကျွန်တော်တို့ပြန်ချကစားတယ်ပေါ့နော်ဒီ၃၅၆တိပြန်ချပေါ့နော်ဒီ point ဆိုကျွန်တော်တို့ဝါးမှာဆိုလို့အပေါင်းထပ်မပြရနော်အဲ့အတွက်ဒီနေရာမှာပြန်ချသူကစ်နဲ့ကစားသွားပြီပေါ့ဗျာဒါကိုဥမာဝါးနေတယ်အဲ့ဒီနေ့ထဲမှာလည်းကျွန်တော်တို့6ခါနဲ့ပတ်သက်လို့ဒါ9 6တော့မှတစ်ချိန်ပေါ့နော်6ခါဒီမှာတစ်ချိန်ကြာသွားပြီ နောက်ထပ်ကျွန်တော်တို့ဒီမှာ6ခါမှာ6ခါ2ကြိမ်ဖြစ်ပြီပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တက်တရားမြောက်6ခါကြာဖို့ရှိတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်6ခါနဲ့ all the ထိုးထားတယ်ပေါ့နော်6ခါကြီးကကျွန်တော်တို့အများကြီးပါပဲချလိုက်နေလည်းပြလို့ရတယ်ဒါပေမဲ့ YouTube မှာကကျွန်တော်တို့ခုလိုက်ရမငြိမ်းဘူးပေါ့နော်အဲ့တော့ပြလို့အဆင်မပြေ Facebook ကမကောင်းလို့ YouTube ပြမှာ YouTube ကပိုဆိုးအဲ့လိုဖြစ်နေနော်ကြားကြောင်မှာရှင်ကြီးကိုရှင်ကြီးကကြားတယ်ဆိုအဲ့လိုဖြစ်နေဒီကနေပြီးတော့ဒီနှစ်3ချိန်မှာ6ထိပ်ကြီး6ထိပ်ကြီးလဲဒါကျွန်တော်တို့2023မှာဒါနောက်ဆုံး6ထိပ်ကြီးပဲเนาะအဲ့မှာလဲဒီက6ဘိတ်ဘိတ်6ခါနဲ့3လောင်းပေါင်းကြီးက6 9ထိပ်3ပေါင်းရင်း6ပေါ့เนาะအဲ့တော့ဒီ3လုံးကလည်းသူ9လို့ထည့်ထားတယ်လေ5 3ညနဲ့3လုံးပေါင်းရင်း9ထည့်လို့တော့နေပြီ10နဲ့3ချိန်ရအောင်မှာကျွန်တော်6ခါဆိုပြီးတော့ဒီဘက်မှာ6ခါနဲ့အများဆုံးထုတ်ထားတယ်ပေါ့เนาะအဲနောက်ပြီးဒီနေ့ထဲမှာခါတောင်3လုံး9လည်းမပေါ်သေးဘူးเนาะအဲ့တော့ခါတောင်3လုံး9ပေါ်ဖို့ကလည်းအချိန်တန်ပြီးလို့လည်းယူဆတယ်ပေါ့เนาะသူအထောက်ပံ့နေအခြား line တွေမှာရှိတာပေါ့ဗျာကျွန်တော်တို့ YouTube မှာဆိုတော့ line ကနည်းနည်းမငြိမ်းတဲ့တက်ကပြလို့အဆင်မပြေတာအဲမျိုးမပြတာပေါ့เนาะ line မကောင်းဘူးအဲ့တော့ဒါ6ခါတစ်လုံးပဲကျွန်တော်ဖမ်းတယ်ဒီ line ကနေပေါ့เนาะ အဲဒီ line လေးသုံးနာ line လေးကျွန်တော်ပြန်သွားမယ်ဒါ9နဲ့6 line လေးပေါ့နော်9နဲ့6 line လေးဒီ line လေးမှာဆိုလဲဒါမှတ်မိပါဘူးနော်9နဲ့6 line လေးအဲ့တော့ကျွန်တော်အတစ်တရွက်နဲ့ပြပေးမယ်အတစ်တရွက်နဲ့ပြပေးမယ်ပြလိုက်တော့ရှင်းသွားတာပေါ့နော်အတစ်တရွက်နဲ့ပြပေးမယ်ဒါ9နဲ့6ပဲနော်မိမိကကိုလိုက်ရည်ကြည့်ပေါ့ဒီမှာကျွန်တော်တို့သူက336ကိုကျွန်တော်တို့ဖြီးကစားခြင်းတာနော်336ကိုဖြီးကစားခြင်းတာ336ကိုဘာလို့ဖြီးလဲဆိုတော့ဒီ2009မှာပေါ့နော် ကျွန်တော်တို့ဒီမှာ6ချိန်ပါဗောနော်ထိပ်သီး3လုံး3လို့ဖြစ်တယ်ထိပ်သီး3လုံး3ဗောနော်ထိပ်သီး3လုံး3တစ်ရှစ်လေးနဲ့3ဗောနော်6ချိန်ပါနော်15ချိန်မှာသူ3ခါလို့ရိုက်တယ်15ချိန်မှာ3ခါဗောနော်ဒါ9နဲ့ခြားတိုင်းနေเนาะကျွန်တော်ရှုပ်မှာဆိုလို့ကျန်တာလေးထားခဲ့လိုက်ပြီအဲဆိုကျွန်တော်တို့ဒီကနေပြီးတော့ဒီရေးကြည့်လိုက်မယ်เนาะဒီ၄တစ်ကနေပြီး2နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်ခြားကျွန်တော်တို့ဒီ6ခုတစ်ကိုရောက်မယ်အဲ6ခုတစ်မှာလဲသူကကျွန်တော်တို့ 6ချိန်ပါဗောနော်ဒီ10ချိန်က quantity 6 sorry 10ချိန်က quantity 10ချိန်က shift ထိကျွန်တော်တို့ဒီ6ချိန်က shift ထိနဲ့3ပေါင်းပေါင်းချင်း3မယ်ဟုတ်ပြီနော်အဲ3ရိုက်လို့သူက15ချိန်မှာအဲ3က3ခါပဲ၄တုံးတက်ပေါ့နော်3ခါပဲဒါဆိုကျွန်တော်ဒီရှစ်ခုတက်ကနေပြီးတော့တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်၆နှစ်ခုနှစ်နှစ်ကြာကျွန်တော်တို့ဒီမှာ6တုံးညာ3ကိုရောက်မယ်အဲ6တုံးညာ3မှာသူကထည့်သုံးလုံးကိုသူ6လို့ထည့်သွားပြီဘာလို့6ထည့်လဲကျွန်တော်ပြကြပြောပြပြပြမယ်နော် အဲ့တော့ဒီ6536ပေါ့နော်အဲ့6ကလည်းကျွန်တော်တို့15ချိန်မှသူကျွန်တော်6ခါပဲရိုက်တယ်15ချိန်မှ6ခါပဲအဲ့တော့အဲ့တလန်းကတော့ကျွန်တော်တို့ကဟိုလိုင်းကောင်းရင်တော့အရှိကြီးပေါ့ဗျာရှင်းပြလို့ရတာပေါ့နော်ဒါပေမဲ့လိုင်းကမကောင်းတဲ့တော့ကျွန်တော်တို့ low end point တော့ပဲရှင်းပြရမှာအဲ့တော့ဘာလို့ကျွန်တော်တို့ကဒီ336ကိုဖြည့်ကစားလဲဆိုတော့တဲ့သူကအဲ့သူ့ရဲ့ဘေးနှစ်မှာပေါ့နော်ဒီမှာ၄ဘိတ်၄အဘိတ်၄အဘိတ်၄အဘိတ်ဘိတ်၄ပေါ့နော်အဲ့သူ့ရဲ့ဇောင်းမှာပြန်ရကြတယ် ြန်ကြကြတော့သူကဒီ91နဲ့ပေါ့နော်သုံးလုံးပေါင်းချင်း၄ကဒီမှာ၄ထိပ်စီးလို့ရိုက်တယ်။အဲ့၄ထိပ်စီးလို့ရိုက်ပြီးတော့ဒီ၄ပိတ်၄ပိတ်ပထိပ်၄ကဒီမှာ၃ထိပ်စီးမလို့သူကဒီရှေးပေါင်း9နဲ့ဒီ၄ထိပ်နဲ့ကို၃ထည့်သွားတယ်။အဲ့တော့ကြောင့်မလို့ကျွန်တော်တို့ကထိပ်စီးသုံးလုံးသုံးခါသုံးပေါ့နော်အဲ့သုံးကိုယူလိုက်တယ်။ဟုတ်ပြီနော်ဒီ၄၅၅၄နှစ်ကကျွန်တော်တို့ပြန်ကြဒီမှာလည်းသူက၈၃၁ခွေထားတယ်။ဒီ၈ပါပါ၃ထိပ်ပေါ့နော်ဒီ၁က ျွန်တော်တို့ပြန်ကြကြတော့ဒီမားလေးနှစ်ကတခါရဲ့အဘွားခဏပေါ့နော်အဲ့တော့အဲ့ site ထဲမှာဘာရှိလဲဆိုတော့ကျွန်တော်တို့က၃ခါဒီ၃ချိန်ကစားရတယ်ပေါ့နော်ဒီမှာတစ်လုံးပေါ့နော်ဒီမှာနှစ်လုံး၃ခါဒီတစ်ချိန်နှစ်ချိန်ပေါ့နော်တစ်ချိန်နှစ်ချိန်တက်ကြည့်ပေါ့ဗျာလိုက်ရမကောင်းဘူးခင်အစမဒီမှာဆိုလို့၅ချိန်မှာဘိုင်းဒီတစ်လုံးကစားရတယ်အဲ့မှာ၃လုံးပြည်ပြီနောက်ဆက်၃ခါဆက်မကစားခဲ့ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့က၃ခါ၃ချိန်ရိုက်တဲ့ထဲမှာသူ့ရဲ့တစ်နှစ်ကျော်ကပေါ့နော်တစ်နှစ်ကျော်ကကျွန်တော်တို့ 3ပါးရဲ့ကဏ္ဍတစ်ခွက်ပေါ့နော်3ပါးရဲ့ကဏ္ဍတစ်ခွက်က3ခါနဲ့လိုက်ထွက်တယ်ပေါ့ဗျာဟုတ်ပြီနော်3ခါနဲ့လိုက်ထွက်တယ်အထောက်ကတော့ကျွန်တော်မှန်ပါတယ်လည်းပြထားတဲ့အတွက်အထောက်တော့မပြတော့နော်အထောက်တွေပြလို့အဆင်မပြေလို့ပါအထောက်ပြရင်အော်ဒီပါပေါ်သွားမှာနော်အဲ့တော့ဒီလိုင်းအနေနဲ့ကျွန်တော်တို့ဒီပွဲမှာသုံးထားလို့ပေါ့နော်အဲ့တော့3ကို3ဆိုတဲ့ကဏ္ဍတစ်ခွက်3ခါနဲ့တနည်းကြုံမှလိုက်ထွက်ထားတယ်နော်ဒါကကျွန်တော်တို့3လုံးမြောက်ခါကြတဲ့ချိန်ပေါ့နော်3သုံးချိန်ကြတဲ့ထဲမှာတစ်ချိန်ပါတယ်ပေါ့ဗျာဆိုလို့ရရင်နော်ဒါဆိုရင်ဟုတ်ပြီကျွန်တော်တို့ဒီမှာဒုတိယ gap ပေါ့နော်ဒီမှာလည်းကျွန်တော်6ချိန်ပါပေါ့နော် set 1 စက်တက်စေချင်း9ချိန်ပေါ့နော်ကြောင်းမြန်ကြီးတော့နည်းနည်းလင့်ထစ်နေခွန်ရှိရှိနဲ့3ဖြစ်ပေါ့နော်အဲ့ဖြစ်ပြီးတော့15ချိန်မှာသူ3ခါရိုက်တယ်အဲ့3နေမှာသူဘယ်မှာလုံးလုံးလဲဆိုတော့ဒီမှာသူက4ဘိတ်4ဘိတ်ပြီးတော့3ဘိတ်3ဘိတ်ပထိလေးပေါ့နော်သူတော့မှဒီ9 6ကပြန်ကြပေါ့အဲ့9 6မှာပြန်ကြကြတော့ဒီကဒီမှာ3ထိတ်ကို4ဘိတ်မှာ3ထိတ်နဲ့ရိုက်တာအဲ့4 3ထိတ်နဲ့ရိုက်လို့ပေါ့နော်ဒီပြန်ကြရဲ့အပေါ်မှာသူ4ထိတ်စီတည်ထားတယ်အဲ့4ထိတ်စီကသူ့ရဲ့တပင်ကျော်မှာ3 3ညတင်းနဲ့4ကို4ထိတ်ပို့တယ်အဲ့တော့ဒီကထိတ်စီက3မလို့ ီရှေပေါင်းကူးနဲ့ကိုတုံးလို့ပြန်ထည့်တော့တယ်အဲ့လိုထည့်သွားတဲ့တော့သူကဒီရှေခါရပါပါ၃ထည့်၈၃တင့်ပြန်ချိုးတာနော်အဲ့တော့ဒီ9 6တီသူကပြန်ကြရှေပေါင်းကူးနဲ့ပြန်ကြပါဘောနော်အဲ့မှာ၄ထည့်နဲ့ရှေပေါင်းကူးနဲ့မှာ၃ဖြစ်တယ်ဒီ၃ထည့်ကိုအဲ့ကဏ္ဍကလည်းဒါကျွန်တော်တို့ဒီတခါတင့်ပိတ်ကိုတခါရပေါ်ကဏ္ဍနော်ဒီမှာအဲ့တော့ကျွန်တော်တို့ကအဲ့ဒီထဲမှာသူက၃ဇလန်းပေါ့နော်၃ခါဘယ်နှကြိမ်ကစားလဲဆိုတော့၃ကြိမ်ကစားတယ်ဒီမှာတစ်ကြိမ်ကစားပြီပေါ့နော်၃ခါ ဒီမှာ15ချိန်မှာ3ခါပိုင်းသေးတဲ့ချိန်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့24ချိန်မှာ3ခါ3ချိန်ပြည့်သွားတယ်နော်အဲ3ခါ3ချိန်ပြည့်သွားတဲ့နေရာမှာကျွန်တော်တို့ကအဲတခုသော3ခါနဲ့ခဏကတစ်နှစ်ကျော်က3ပါတယ်ခဏပေါ့နော်ခဏလည်းမများလို့ပါကျွန်တော်တို့ခဏချုံပြီးတော့ခဏလည်းမများလို့ပေါ့နော်ဒီ630ဆိုတဲ့ခဏကတစ်နှစ်ကျော်မှာ3ခါနဲ့တစ်ချိန်လိုက်ထွက်ပြရတယ်ပေါ့ဗျာအဲ့လိုလေးယူဆလာတယ်ပေါ့နော်အဲ့တော့ဒါဆိုကျွန်တော်တတိယကပ်ဒီမှာထိပ်စီ3လုံးက6 15ချိန်မှာ6ခါအဲ့တော့အဲ့6ကိုဘာလို့3လဲဆိုတော့ဒီမှာနှစ်ပိတ် နှစ်ပိတ်ပရိတ်လေးသူ့သားမှာပြန်ကြဖန်ကားခဲ့တာအဲ့တော့ပြန်ကြဖန်ကားတဲ့အချိန်မှာဒီပုံမှာသူက၄ထိပ်ပြီးတော့ဒီမှာ၈ထိပ်တည်သွားပြီအဲ့၈ထိပ်ကြောင့်သူကတနှစ်ကျော်မှလည်း၈နှစ်၈နှစ်က၈လို့ဖြစ်မှဒီ၈ထိပ်ကိုလမ်းပို့တာအဲ့တော့ဒီမှာကသူကပထမကတ်တီက၈ခါ၆၃ထိပ်ပေါ့နော်ဒီမှာက၈ခါ၆ထိပ်၈၈၆ကလည်းပါပါနှက်ခတ်ထောင်းခဲ့တာပဲအဲ့တော့ ဒီ6ပေါ့နော်ပြစ်ပါပါ6ထိတ်လို့ရလို့ဒီ6ကြောင့်ပြီးတော့10ထိတ်စီးနေဒီရှေးပေါင်းရှင်းနေမှာ6ဆိုပြီးတော့ပြန်ထည့်သွားတာအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီ3လုံး6 15ချောင်းမှာ6ခါကိုဖန်ကစားတာပေါ့နော်အဲ့လို6လို့ရတဲ့အတွက်ဒီ3 5 6ကကျွန်တော်တို့ကဒီ10ထိတ်နဲ့ရှေးပေါင်းရှင်းနေပြန်ကြကျွန်တော်က5 3 6ဆိုပြီးအော်အော်ခိုင်းတာပေါ့နော်5 3 6 6 3 6 3ခွာလည်းကောင်းအောင်ဆိုတော့ခွာ9နဲ့6 6 3နဲ့ခွာတာပြုအဲ့မှာရှေးပေါင်း10က5 3နဲ့ရှေးပေါင်း10ပေးတာပတ်လည်ဖြစ်ကုန်တာအဲ့အဲ့တော့ကျွန်တော်တို့ကဒီမှာရှေးပေါင်း10 နဲ့ပြန်ကြပါဘောနော်ဒီသုံးလုံး6ခဲလို့အဲ့နေထဲမှာသူက6ခါ3ချိန်ကြာဆိုပြီးတော့ကျွန်တော်ခေါ်တာဘောနော်ဒီမှာ6ခါကဒီမှာ3ချိန်ကြာသွားပြီအဲ့တော့နောက်ထပ်6ခါကကျွန်တော်တို့ဒီ15ချိန်မှာ3ချိန်ကြာပြီနောက်ထပ်6ခါကြာမယ်ဆိုရင်ကျွန်တော်ဖမ်းတဲ့အဖမ်းကသူ့ရဲ့တနည်းကျော်ကကဏန်းဘောသူ့ရဲ့တနည်းကျော်ကကဏန်းလေးမှာ6ခါဆိုတာ၄၄6ရှိမယ်ဘောနော်၄၄6ကို6ခါနဲ့ထိုးအောင်ဖြစ်တဲ့အတွက်၄၆၄တဲတကွက်ရှိမယ်နောက်ထပ်ကျွန်တော်တို့6ခါနဲ့ဆိုရင်ဒါ960ကျွန်တော်6ခါနဲ့ပေးခဲ့တာပဲနော်လိုက်ပုံမှာ960တကွက်ပြပြီးသားပဲနော်960 3965ပေါ့နော်နှစ်ကွက်လုံရင်နှစ်ကွက်ထိုးပေါ့ဒါ3ကွက်ရသွားပြီနော်အဲ့တော့ကျန်တဲ့3ချိန်မှာလိုက်ထိုးခြင်းနဲ့ထိုးပေါ့960 3969 5ကွက်ပေါ့နော်အားလုံးပေါ်မှာ9ကွက်ပဲရှိတာတဲ့ပေါ့နော်96နဲ့265 9ကွက်ပဲရှိတာနော်အဲရေးပြလို့မကောင်းဘူးနော်ရေးပြကျွန်တော်ကော်ပီရိုက်နဲ့မိမှာဆိုလို့96နဲ့265ဒီချာလေးမှတ်ပေါ့နော်96နဲ့265 3969 960ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့3965 960 နောက်တစ်ခုကတော့၄၆၄အဲခဏရင်းနေဆိုရင်တော့ကျွန်တော်တို့တစ်ခွက်၊နှစ်ခွက်၃ခွက်၄ခွက်ပဲရှိရနော်၆ပါတယ်ကနေ၄ခွက်ပဲရှိတာဒါပေမဲ့၆ခါနဲ့လုံအောင်ထိုးမယ်ဆိုရင်အလုံးပေါင်း9ခွက်ရှိမယ်၄၆၄ကအပူခွက်ဖြစ်နေလို့ပေါ့နော်အိုင်ဒီယာမှာမိမိကြိုင်ကြက်တဲ့ဟာကရွေးထိုးပေါ့ကျွန်တော်ကအော်ဒီယာအိုင်ဒီယာမှာတစ်ခွက်ပါနေလို့အဲမှကြောင့်ခဏကကျွန်တော် site နဲ့ချုပ်မပေးတော့ဘူးလို့ပြောတာဒီနေ့ကျော်ကခဏကိုပဲပြပေးတာနော်အဲပြန်ကြလေးကြိုက်တဲ့သူတွေလည်းကျွန်တော်တို့အဲ ဗီဒီယိုဖိုင်ကဒါ20မိနစ်ဆိုတော့စောပါလိမ့်ရနော်ပြန်ကြကြိုက်တဲ့သူတွေရှိရင်လည်းဒါထိုးရင်လည်းထိုးပါဘောနော်ဒီမှာကျွန်တော်တို့8ထိပ်စီ3ထိပ်စီပေါ့နော်8ထိပ်စီ3ထိပ်စီရိုက်တယ်သူရဲ့တပင်း2ပင်းကြုံမှာ18ခွာတယ်18ခွာတယ်ခါသုံးလုံး8လို့ရိုက်တယ်နော်ရိုက်ပြီးတာနဲ့သူကနေပြီးတော့ဒီခါပေါ့နော်သုံးလုံးပေါင်းရင်8ရိုက်တယ်ခါလုံးကနေတပင်း2ပင်း3ပင်းမှာ5ပရိတ်ထောက်တယ်အဲသူသောင်းမှာသူပြန်ကြပဲဒီခဏကပေါ့နော်ပြန်ကြပဲနော်အဲအကွာဝေးအတူတူပဲကျွန်တော်တို့ YouTube မှာဆိုတော့တိတ်အဆင်မပြေလို့နော်ဒီမှာလည်းသူက ရှစ်ထိပ်စီသုံးထိပ်စီပေါ့နော်ထိပ်စီနှလုံးပေါင်းတက်ပေါ့ဗျအဲ့နှစ်ပင်ကြောင်မှသူတက်ခွန်ခွာတယ်အဲ့လိုခွာပြီးသူကခါသုံးလုံးကိုသူရှစ်လို့ထည့်လိုက်တယ်အဲ့တော့ဒီတက်ခါကနေပြီးတော့တပင်ပေါ့နော်တပင်ကြောင်မှသူ၅ပလေးလို့ရတယ်အဲ့တော့သူ့ဆောင်မှသူ၉၃၅ကလည်းဒါပြန်ရပါပဲနော်ပြန်ကြပဲ630ပြန်ကြ630ငါပြန်ကြပါတော့နော်ပြန်ကြကြရင်ပြောနော်ပြန်ကြကြအောင်တစ်ကြိမ်ပဲဖန်တာဖန်တော့ဒီမှာဆိုလဲသူ83 8ထိပ်3ထိပ်ပေါ့နော်ရိုက်ထားတယ်တပင်းနှစ်ပင်းကြောမှာ16လို့ခွာထားတယ အဲ့တော့ခါးသုံးလုံးကလည်း3ည8 3ည ਨੇ ရှိခဲ့တယ်။အဲ့သူ့ရဲ့တပင်ကြောင့်မလဲဒါနှစ်နှစ်တက်ကပရိငါပဲ။အဲ့တော့သူ့ဆောင်မှာဒါပြန်ကြဆိုရင်လည်းရတယ်နော်။ပြန်ကြကြရင်လည်းထိုးပေါ့။ကြိုက်တဲ့သူပြောနော်။ပြန်ကြကြရင်လည်းထိုးပေါ့။ပြန်ကြကြရင်လည်းထိုးလို့ရပါတယ်ဟဲ့ပြန်ကြကြရင်တော့ကျွန်တော်တို့အဲဘာဆိုရင်ရလဲဆိုတော့တဲ့ပြန်ကြတယ်မှာတဲ့နည်းနည်းစိတ်ဝင်စားဖို့ကောင်းတာက ကိုအပိတ်နဲ့ကိုအပိတ်နဲ့ဆိုရင်ကျွန်တော်တို့အဲ့339ပေါ့နော်339လေးနဲ့တော့စိုးရင်ရတယ်339ကိုလို့339လို့ပေါ့နော်အဲ့ဒါလေးနဲ့စိုးရင်ရတယ်ကိုအပိတ်နဲ့ပြန်ကြကြရင်ပေါ့နော်အဲ့ဒါတော့ပြန်ကြရတော့ကျွန်တော်လည်းမကြိုက်တဲ့အတွက်လေးလာမထားဘူးပေါ့နော်ပြန်ကြအဲ့ဒါထိုးချင်တဲ့ရှိတဲ့အကြောင်းပြပေးတယ်ကြည့်ရှိလို့99ရောက်မင်္ဂလာပါနော် ပြန်ကြကလည်းဒီဘက်မှာကျွန်တော်ဖွယ်လဲမှာတပွက်တော့ပါတယ်အဲပြန်ကြလေးလေးအမေမကြိုက်တော့မကြိုက်ဘူးဒါပေမဲ့ site ကထိုးရမှာဖြစ်နေလို့နော်6ခါကတော့ကျွန်တော်တို့အများကြီးရှိတယ်လေ6ခါကကျွန်တော်တို့ဒီမှာလည်း6ခါကြည့်လို့ရတယ်ကျွန်တော်တို့ဒီမှာအနည်းဥမာ9ထိပ်ပေါ့နော်9ထိပ်ကြောင့်336ရရိုက်ပေါ့နော်336တွဲနဲ့6နဲ့ရိုက်ပေါ့အဲတနည်းကြောင့်မှသူ6ခါတိုင်းနဲ့ခွာ3ရိုက်ပေါ့နော်6ခါတိုင်းနဲ့ခွာ3ရိုက်လို့အဲ10ပါပါသူ့ရဲ့နောက်တစ်နှစ်မှာသူ3လို့ပေါ့ရင် သုံးလို့ပို့ရင်သူကခါသုံးလုံးတက်လို့ထည့်သွားတယ်ဒီတစ်ပရိတ်ကိုခါသုံးလုံးတက်လို့ထည့်သွားတယ်နော်ဒါခါလေးပဲအဲ့မှာတော့သူကခါသုံးလုံးတက်ခွတ်တက်ပေါ့နော်ဒါကြရင်ထိုးပေါ့ဒီမှာဆိုလဲသူကအဲ့လိုပဲဒီမှာနှစ်ဦးမှာ၃ညထိတ်ပေါ့နော်ဘူပရိတ်390ပေါ့နော်ခွန်သုံးတယ်တနည်းကြော်မှာဒါခွန်ခါတိုင်းခွတ်သုံးပေါ့ဗျအဲ့တော့သူရဲ့နောက်တနည်းမှာခွန်ပါဝါနှစ်လို့ပေါ်ခဲ့ရင်သူကခါသုံးလုံး30ထည့်သွားတယ်နှစ်ပိတ်မှာ၄ပိတ်ခွန်ရှိတယ်နော်ကျွန်တော်ဒီဘုံမှာတင်လိုက်မယ်အဲ့တော့၄ခါ၄ခါကျွန်တော်တို့ဒီက1ခါနဲ့30ခွတ်30လို့ရိုက်သွားတယ် ဒါဆိုကျွန်တော်တတိယကက်လဲဒီကောင်လေးနဲ့ကျွန်တော်ခါးပြရပါရမယ်နော်ဒီမှာတစ်တစ်ထိပ်ပေါ့ဗျာဒီမှာ तू က၃တုံညာရှိပြိတ်တစ်ပေါ့နော်ဒီနေ့ကျွန်မသား6ခါတောင်ညာခွာ၃ပေါ့ဗျာအဲ့တော့ဒီ6ပါပါတစ်လို့ပို့ခဲ့ရင်6ကိုတစ်လို့ပို့ခဲ့ရင်သူ့အောင်မှာကျွန်တော်တို့ကဒီပြိတ်ကိုကြောင့်ခါ၃လုံး၉ပါဆိုဒီမှာလဲ6ခါပေါ့နော်6ခါနဲ့ခွာ၉ဆိုပြီးတော့လဲထိုးခြင်းထိုးပေါ့ဒါကတော့သူပြီးရင်ရမှာပေါ့နော်အဲ့ဒီနေ့ညာလိုက်ကတော့ကျွန်တော်တို့ရေးမပေးဘူးဆိုမှရေးတော့ရေးပေးမှရအောင်နော်9 6နှစ်နှစ်6ပါပေါ့နော်အဲ၃ည6 9 960ပေါ့နော်နောက်တစ်ခုက960 960တော့ပြီးခဲ့တဲ့ line မှာလည်းပါတယ်နော်365လေး64ပေါ့နော်အဲ့ကနေဒါနှစ်ကုန်တိမွေးခြင်းလည်းမွေးပေါ့နော်နှစ်ကုန်တိဒီဘွဲမှာ6ခါကြာပြီးကြာခဲ့ရင်တော့မမွေးနဲ့ပေါ့နော်6ခါမကြာခဲ့ဘူးဆိုရင်တော့ဒါကြံနှစ်ချိန်မှာလည်းဆက်ထိုးခြင်းလည်းသူရှိရင်ထိုးပေါ့အားလုံးကိုကျေးဇူးတင်ပါနော်အားလုံးပဲမင်္ဂလာညချမ်းပါ blue file 20မိနစ်20ကြော်ပြီဆိုတော့ live လည်းမိနစ်20ကြော်ဆိုတော့ဆင်းမယ်ပေါ့ဗျာ အသေးလေးလေးမလေးလေးမနေ့ရည်ရင်လည်းတယောက်တစ်ချက်ပေါ့ဒါ subscribe မနေ့ရည်လေးညီပုံမောင်မောင်များပိုင်းလည်းတယောက်တစ်ချက်ပေါ့ကြည့်ရှိဖို့တယောက်ချင်းလည်းကိုကျေးဇူးတင်ပါတယ်လို့အလုံးမဆက်ကောင်းကြပါလေလို့ကျွန်တော်20နှစ်ကြိမ်ပါနော်အဲဒီမှာလည်းဘန်ဘောအော်ဒီထည့်ထားပါတယ်နော်အဲ site ကတော့ကျွန်တော်တို့ကတော့မတူညီတဲ့ဘောင်းရှုတော့ဘောင်းတော့နေပြီးတော့အဲ site 5မျိုးလောက်နဲ့ရွေးချယ်တယ်ပေါ့ဗျာဒီတည်းကမှကျွန်တော်တို့ကောင်းလို့ရရလေးတွေပြန်လဲ ထုတ်ပြီးတော့ပြန်မျှပေးတာပေါ့နော်စိုက်ပြင်းတာလောက်ကြီးပြလို့လည်းမရဘူးရမရဘူးဆိုတာကနှစ်မျိုးလို့ပြောတာမဟုတ်ဘူးနော်လိုင်းကအဆင်မပြေလို့ကနန်းတစ်ခွက်ကိုကျွန်တော်တို့ငွေသားတိုက်အောင်လည်းချုပ်ပြလို့ရတယ်ဒါပေမဲ့ပြလို့အဆင်မပြေတာဗျလိုင်းနဲ့အခုမိနစ်ပိုင်းနဲ့ပေါ့နော်အဲ့ဒါလေးတွေပြန်ချိန်ရတဲ့အတွက်နားလည်ပေးပါလို့ပဲမြင့်တာရက်ခံပါတယ်နော်အားလုံးပဲကံကောင်းပါစေလို့ဘိုင်းပါ